ဒီနေ့တော့ဆိုင်မှာစားလို့ရှိရင်လုံးဝစားလို့မရတဲ့မာလာဟင်းလေးကိုအိမ်မှာချက်စားဖြစ်ပါတယ်ခင်ဗျာ မာလာဟင်းချက်ဖို့တော့မှုကြောင့်နဲ့မာလာခောက်ဆွဲကစွန်ရွဲနဲ့မုံညင်းရွဲကြာစွန်နဲ့ဥနီရဲကျက်သားနဲ့အသားလုံးတွေကိုပြုတ်ထားပေးလိုက်ပါတယ်ခင်ဗျာမာလာဟင်းအနှစ်လို့ဖို့အတွက်မြေပဲလှော်ထုံးရဲမာလာရှန်ကိုအနှစ်နှစ်ဆုံးစာရဲငရုတ်သီးမုတ်ရဲစီပူပူလေးလုံးထည့်ပြီးတော့ခဏမှွေထားပေးလိုက်မယ် ပြီးလို့ရှိရင်တော့ပြောင်းကုန်မှုနှဆုံးစားကိုရေနဲ့ဖြော်ပြီးတော့ပြပြလေးရလာတဲ့အထိဝေထားပေးလိုက်မယ်ပြလာပြီဆိုလို့ရှိရင်တော့ခုနမာလာနှိမ့်ထုပ်ထည့်ပြီးတော့တမောက်အောင်ဝေထားပေးလိုက်ပါတယ်ခင်ဗျာပြီးလို့ရှိရင်တော့ပြုတ်ထားတဲ့အသားလုံးနဲ့သီးရွက်တွေအကုန်လုံးထည့်ပေးလိုက်ပါမယ်ပြီးတော့ငံပြိုင်နေနေတဲ့ချက်သားမှုလေးထည့်ပြီးပြီဆိုလို့ရှိရင်တော့အရသာနှံအောင်လို့တိချာလေးမှုလိုက်ပါတယ်ခင်ဗျာ အမလာဟင်းလေးကအိမ်မှာလှုပ်ရှားရဆိုတော့အများကြီးလဲဆောက်ရတယ်ချက်ရတာလည်းအရင်လွယ်ပါလေခင်ဗျာအရသာနှောက်အောင်နေပြီဆိုလို့ရှိရင်တော့မြည်ကြည့်လိုက်မယ်အရသာဆင်ပြေပြီဆိုလို့ရှိရင်တော့ဆားလို့ရပါပြီခင်ဗျာကက်ချင်တော့ဆားလိုက်ပါဦးမယ်ဆုံးထိကြည့်ပြီလို့ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ